မင်းသမီးနဲ့မှမရိုက်လို့ရှိရင်မင်းသချင်းကိုငါတို့နားမထောင်တော့ဘူးမဖြစ်မနေရိုက်ရနေရိုက်ရမယ်ဆိုတဲ့ပုံစံမျိုးတရွာလုံးကတောင်းဆိုလာတာဒါသူတို့ရဲ့အချက်ဆုံးမင်းသမီးပေါ့အဲ့လိုမျိုးတောင်းဆိုလာတဲ့အတွက်ဒီမင်းသမီးနဲ့ရိုက်ဖြစ်သွားတာပါ Take about my man ဒီကလာစီဒီချက်ကိုလူတွေနားမထောင်မှန်းကျွန်တော်သိတယ်ဒါပေမဲ့လည်းကျွန်တော် official ဖြစ်အောင်စီဒီချက်ကိုတော့ကျွန်တော်ရအောင် ထုတ်ခဲ့တာသွားနေကြဒီခုပေါ်ပင်ပုံစံမျိုးမဟုတ်ဘဲနဲ့တကယ်ကိုလေးလေးလတ်လတ်နဲ့ဒီအခွေကိုအကောင်းဆုံးသူလောက်ခဲ့တဲ့အတွက်သူစားကျွန်တော်တကယ်ကိုကုန်းယူပါတယ် ေါ်လက်တွမိဆရာကငါလွမ်းတစားစိတ်ကူတသမဟုတ်ရပွားမော်ပြီဟိုပါဗောကျွန်တော်တကယ်တော့ကျွန်တော်အခွေစလုပ်ဖို့ဆိုတဲ့ရည်ရချက်နဲ့ကျွန်တော်ရန်ကုန်တက်လာခဲ့တာက2017လောက်မှာကျွန်တော်တက်လာတာဗျဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်လည်းမလုပ်ဖြစ်လိုက်ဘူးဒါပေမဲ့ဒီဟိုပါဗော2020လောက်မှာကြာတော့ကျွန်တော်တို့လည်းလုပ်ဖို့ကြိုင်ဖို့လည်းလေငွေကြီးရော ရောဘောဘောအဖက်ဖက်ကလည်းကျွန်တော်တို့အဆင်ပြေလာတော့2020 6လပိုင်းလောက်မှာကျွန်တော်ဟိုဒီအခွေကိုစလုပ်ဖြစ်တာပေါ့ကျွန်တော်ဒီခေတ်မှာကျတော့ line ပေါ်မှာပဲတချင်းကိုတပုတ်ချင်းတပုတ်ချင်းတင်ရတဲ့ခက်ကြခက်ဗျာအခုဟာကကျွန်တော်တို့ဒီခေတ်မှာကျွန်တော်စီဝိုင်းသမားလဲ line ပေါ်တချင်းတင်မှာပဲ ပုံစံ30ရှိလို့ရှိရင် line mode ကိုတချင်းတစ်ပုတ်တစ်ပုတ်တင်လို့ရတယ်ဗျအဲ့ဒါဆိုတော့ကျွန်တော်တို့ကကြတော့တကယ်ကိုစ조사ပြီးတော့ကျွန်တော်တို့လုတ်ခဲ့ကြတဲ့လူတွေဗျအဲကျွန်တော်တို့က official ဖြစ်ဖို့ပဲဦးစားပေးတယ်ဗျအဲ့ဒါကြောင့်မလို့လဲကျွန်တော်တို့ဒီခေတ်မှာ CD ချက်ကိုလူတွေနားမထောင်မှန်းကျွန်တော်သိတယ်ဒါပေမဲ့လည်းကျွန်တော် official ဖြစ်အောင် CD ချက်ကိုတော့ကျွန်တော်ရောက်အောင်ထုတ်ခဲ့တာခင်ဗျကျွန်တော်တို့ဖြစ်ချင်တဲ့ တဲ့ဂီတမှတ်တိုင်ဖြစ်အောင်ကျွန်တော်တို့လုပ်ခဲ့တဲ့သဘောပဲအဲ့လိုမျိုးကြောင့်အဲ့လိုမျိုးပြပြေဆုံးမို့ဆိုလို့ရှိရင် office CD ကြတော့ကျွန်တော်တို့မှလိုအပ်မယ်လေအဲ့လိုမျိုးကြောင့်ကျွန်တော်လုပ်ဖြစ်တာပါနောက်ပိုင်းကြလို့ရှိရင်တော့ကျွန်တော်တို့သချင်းလေးကတပုတ်ချင်းတော့ line မတင်လို့တော့စိတ်ကူးရှိပါတယ်ကျွန်တော်ဒါ ဟိုဟာလေးဗမာကားလေးကျွန်တော်သိပ်မကြည့်ပြဘူးဗျအဲကျွန်တော်အဲ့ဒါနဲ့ကျွန်တော်ဟိုဟာပေါ့ကျွန်တော်ရွာဘက်ကိုရောက်တဲ့အခါမှာရွာကအမျိုးတွေကအာဒီမင်းသမီးနဲ့မှမရိုက်လို့ရှိရင်မင်းသချင်းကိုငါတို့နားမထောင်တော့ဘူးမဖြစ်မနေရိုက်ရနေရိုက်ရမယ်ဆိုတဲ့ပုံစံမျိုးတရွာလုံးကတောင်းဆိုလာတာဒါသူတို့ရဲ့အချက်ဆုံးမင်းသမီးပေါ့အဲ့လိုမျိုးတောင်းဆိုလာတဲ့အတွက်ကျွန်တော်လည်းအဲ့ဒီအချိန်မှာမှကျွန်တော်လည်းလေ Facebook ကိုဖွင့်ပြီးတော့ကျွန်တော်လည်းလေးလာကြည့်ရှုလိုက်တဲ့ပြီးတော့ကျွန်တော် ဟိုဒီမင်းသမီးနဲ့ရိုက်ဖြစ်သွားတာပါတို့ဒီကျွန်တော်ကတော့ရန်ကုန်မှာနေတဲ့အချိန်လေးမှာတို့ကမော်လမြိုင်မှာဟိုဂီတဟိုဝန္နာပါတယ်သချင်းလေးတွေလုပ်တယ်လှူရှားတယ်ဆိုတော့ကျွန်တော်ရန်ကုန်မှာရှိနေဆိုတော့ကျွန်တော်ကိုတဆင်ဆက်သွယ်လာတယ်ဆက်သွယ်လာတာကနေတဆင်ကျွန်တော်တို့ခင်မင်းရင်းနှီးကြတယ်ပြီးတော့ကျွန်တော်သူ့ကိုကျွန်တော်နိုင်တဲ့ဘက်ကကျွန်တော်ကူညီလာပါဒါကျွန်တော်ကလည်းမော်လမြိုင်သားဆိုတော့ကျွန်တော်နေကဟိုဂီတ ယူသွပ်ပြီးတော့လှုပ်တဲ့ညီငယ်လေးကိုကျွန်တော်ဝိုင်းဝန်းပတ်မှုကူကြီးတဲ့သဘောပါပဲအာဂါဒရှိမယ်ပြီးလို့ရှိရင်တိုက်စားခြင်းများရယ်ပြီးလို့ရှိရင်အဝေးရခေါ်တန်များရယ်သုံးဖို့ခင်ဗျာဟုတ်ကျွန်တော်ပထမဦးဆုံးပထမဦးဆုံးကျွန်တော်စီရောက်လာတာအာဂါဒရောက်လာတယ်အာဂါဒကိုကျွန်တော်နားထောင်ပြီးတော့ကျွန်တော်တေးနာမည်ကိုကျွန်တော်မေးရတော့ကိုဂျီနော့ဆိုတော့ကျွန်တော်နည်းနည်းတော့ဖြားချင်းလို့ဖြစ်သွားတယ်ပေါ့နော်တကယ်ကိုတောင်းဝန်ကြီးမဲ့တခြင်းတစ်ပုတ်လို့ကျွန်တော်စိတ်ထဲမှာကျွန်တော်ခံစားရတယ်အဲ့ဒီခါကျတော့ တချင်းကျွန်တော်တို့တေချာနားထောင်တယ်နားထောင်ပြီးတော့မှကျွန်တော်တို့ရှိတဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဥစားကိုမှရှိတဲ့အရာလေးနဲ့ပဲပေါင်းဆက်ပြီးတော့ဖန်တီးဖြစ်တာပါခင်ဗျာဟုတ်ကျွန်တော်အရန်ကုန်ယူပါတယ်ကျွန်တော်တို့ပေါ်လာဟိုဘင်းစင်မင်းဝေးအတွက်ကိုဒီလုံးဝဟိုတကယ်အေဘန်တစ်ခုအနေနဲ့ပြီးတော့ကျွန်တော်တကယ်ကိုဟို ျွန်တော်တို့သွားနေကြဒီခုပေါ်ပင်ပုံစံမျိုးမဟုတ်ဘဲနဲ့တကယ်ကိုလေးလေးလတ်လတ်နဲ့ဒီအခွေကိုအကောင်းဆုံးသူလောက်ခဲ့တဲ့အတွက်သူစားကျွန်တော်တကယ်ကိုဂုဏ်ယူပါရတယ်။အဲပြီးတော့ဒီပြိတ္တတွေအနေနဲ့ရောတကယ် rock guitar ကိုချိန်နေတဲ့ပြိတ္တတွေဒီခွေထဲမှာ rock guitar နဲ့ပတ်သက်တဲ့အငွေ့သက်တွေအများကြီးပါတာမို့လို့ဝေရောက်နားဆင်အားပေးစီချင်ပါတယ်။ဒီလိုဟာကူလာလာဆိုတော့ပြန်လေးတော့ဆက်ရှိ ျွန်တော်တို့ဘို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  music ကနေတော့တော့ကျွန်တော်တို့ဖြတ်တို့ဖြန့်ချိပါမယ်စီးဖြန့်ပြီးတော့ပြီးတော့နောက်တစ်ပတ်နှစ်ပတ်လောက်ကြာလို့ရှိရင်တော့ကျွန်တော်တို့ platform တိုင်းကနေကျွန်တော်တို့တင်ဖို့တော့ရှိပါတယ်ကျူဟာကုတ်ကို scan ဖတ်ပြီးတော့လုတ်ပြီးတော့တချင်းနှားထောင်လို့ရမယ်ဖုန်းထဲမှာပဲတချင်းနှားထောင်လို့ရမယ်ပုံစံအောင်လဲကျွန်တော်ထည့်သွင်းထားပါတယ် ဲ့ဘန်ကတော့ကျွန်တော်တို့ယတ္တဆုံပါပါကျွန်တော်တို့ modern rock တွေလည်းပါမယ်ကျွန်တော်တို့ rock တွေလည်းပါမယ် rock and roll တွေလည်းပါမယ်ကျွန်တော်တို့လွန်လွန်ဆဲဆဲဖြစ်ရတဲ့ခံစားချက်တွေလည်းပါမယ်ပေါ့နော်ဒီမှာရှိတဲ့ဟိုတာနားမထောင်ဘူးသူတွေညီကောင်မတို့ကိုကျွန်တော်ကနေပြီးတော့မှားချင်တာနားထောင်ကြည့်တဲ့ event တစ်ချက်အနေနဲ့တော့ကျွန်တော်ညွှန်းဆိုချင်တယ်ပြီးပြီဆိုလို့ရှိရင်ဒီကျွန်တော်ရဲ့တငယ်ချင်းကိုအစိတ်အနေနဲ့လည်းစတတ်ပြီးတော့မှဒီထက်မကအောင်မြင်မဲ့အဆိုတော်တရားဖြစ်ဖို့အတွက်လည်းကျွန်တော်စတောင်းပေးတဲ့ခင်ဗျဟုတ်